ခေါ်နေချီဝဆန်စီကတော့ယူကီဂျပန်နီးစတင်ကြောင်းမှာဆန်စီယူကီဖြစ်ပါတယ်ဒီနေ့မှာဆန်စီကအဲဒီ M5 Pre M5 အနေနဲ့ basic level ကအဲမနာဆန်တို့အတွက်ဒီဟီနာကနခတာခနရိုမာဂျီလိုခေါ်တဲ့အခြေခံလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးမနာဆန်တို့သင်ရမှာကဟီနာကနဖြစ်ပါတယ်။ဟီနာကန56လုံးကို အရင်သင်ရမှာဖြစ်ပါတယ်။ အဲမင်းဆန်တို့အနေနဲ့ဒီ business အနေနဲ့ဆိုလို့ရှိရင်ဟီရာကာနာရဲ့ပြီးတော့ခတာခနာ46လုံးရဲ့ရိုမာဂျီဆိုတာတော့အင်္ဂလိပ်အတန်းအတွက်ကိုပြောတာပါ R E U N O ဆိုလို့ရှိရင်ဒီလို A ဆိုရင် A ဇာတ်ကလုံးလေးပေါ့နော် A ဆိုရင် A အဲ့ဒါက I ဆိုရင် E U ဆိုရင် U အဲ့လိုမျိုးပြောတာပါသစ်ပြီးရင်ဒါလေးကိုတိကျပြန်ပြီးတော့ တင်ပေးပါမယ်။အလောလောဆယ်မိနာဆန်တို့နဲ့အတူတူဟီရာခါနာရဲ့ဆွေနီလေးတွေကိုအတူတူလေ့ကျင့်လိုက်ရအောင်ပါ။အစိုးရမိနာဆန်တို့နဲ့အတူတူလေ့ကျင့်ဖို့အရင်ဆုံးစကားလုံးလေးတစ်ခုကိုရင်လေ့ကျင့်ပါမယ်။အဲ့ဒါကအဖြစ်ပါတယ်။ အကူလို့ဆွဲရမလဲဆိုရယ်ဆွဲနည်းလေးကိုအရင်သင်ပေးမယ်နော်အရင်ဆုံးဆွဲချက်တစ်ခုအနေနဲ့ဒီလိုလေးသွားပါမယ်ဒါကဆွဲချက်နံပါတ်1ပါ နောက်တစ်ခုနောက်တစ်ခုအနေနဲ့ဒါလိုလေးဆွဲလိုက်ပါဒါကဆွဲချက်နံပါတ်နေပါနောက်ဆုံးအရေးကြီးရဲ့ဆွဲချက်ကလေးပေါ့နော်သူကအပေါ်လေးကနေပြီးတော့ဒီလိုလေးဖြတ်သွားမယ်အဲ့ဒါကဆွဲချက်နံပါတ်3မှာနိနာဆန်တို့လိုက်ဆွဲကြည့်ပါဦးနော်အရင်ဆုံးဆွဲချက်နံပါတ် 1ကဒီလိုလေးသွားပါမယ်2ကဒီလိုလေးသွားပါမယ်3ကအပေါ်လေးကနေဝိုင်းလာပြီးတော့မှဒီလိုလေးသွားပါမယ်ဒါကအဖြစ်ပါတယ်အင်္ဂလိပ်အတန်နဲ့ဆိုလို့ရှင်တော့ A ပေါ့နော် A ကိုမှအလိုအတန်ထွက်ပါမယ်အဖြစ်ပါတယ်အဖြစ်ပါတယ်ဆက်စီတို့ထပ်ပြီးတော့ရေးကြည့်ရအောင် အောက်ကနေပေါ်ဆွဲမယ်ပြီးဒီလိုလေးဝိုင်းမယ်ပြီးအပေါ်လေးရနေစာပြီးတော့ဟိုဘက်ကိုဆွဲပါမယ်အဲ့ဒါကအဖြစ်ပါတယ် အဆိုရင်မင်းအစံတို့အကိုရောရမယ်လို့ထင်ပါတယ်။အဆိုရင်နောက်တစ်လုံးသွားကြမယ်ပေါ့နော်။နောက်တစ်လုံးကတော့ဤဖြစ်ပါတယ်။ဤကတော့ဘေးနားမှာရှည်ရှည်လေးနဲ့ဒီလိုအချုံလေးဆွဲမယ်။ပြီးရင်နောက်တစ်ကြောင်ကိုဒီလိုဆောင်းဆောင်းလေးနဲ့အချုံလေးထည့်လိုက်ရတယ်။မထည့်လိုက်ရရပေါ့နော်။ဒီလိုလေးပေါ့နော်။ อืมอันน่ะก็อีဖြစ်ပါတယ်အင်္ဂလိပ်အတန်ရိုမာကြီးအတန်လို့ခေါ်ပါတယ်เนาะဆန်စီခုနလည်းပြောခဲ့ပါတယ်ရိုမာကြီးအတန်ကအီဖြစ်ပါတယ်อีบาโรมาดีจังก็อีบาดาไอเนาะเสียปုံเสียไอแห้งตัวซอดาไอเนาะเอ่อมามาจีตันเนี่ยဆိုရင်อีဖြစ်ပါတယ်ဒါလေးကိုဆွဲရမယ်ဆိုလို့ရှင်အရင်ဆုံး အပေါ်ကနေအောက်ကိုဆေးမီခြုံလေးထွက်မယ်နောက်ဆွဲချက်တစ်ခုကအပေါ်ကနေအောက်ကိုဆုံးမယ်ဒီတန်လေးရလေးဒီပေါ်ဒီဟာထက် တူနေရမယ်ပေါ့နော်တူမှသာဤဖြစ်မှာပါဒါကတော့ဤဖြစ်ပါတယ်အင်္ဂလိပ်တန်လဲဆိုအိုင်မှာတန်ထွက်မယ်ဆိုရင်ဤလိုပဲထွက်ပါမယ်ဒါကဤဖြစ်ပါတယ်ဒါကဤဖြစ်ပါတယ် အဆိုမင်းသားဆန်တို့ဤကိုလည်းရမယ်လို့မျှော်လင့်ပါတယ်အဆိုရင်စန်စီတို့အလေးတစ်ချက်လောက်ပြန်ဆွဲရအောင်အပေါ်ကနေအောက်ကိုတက်မယ်ပြီးရင်အောက်ကနေပေါ်ဆင်းမယ်ပြီးဒီနားလေးကနေပြီးတော့ဒီလိုလေးဝိုက်သွားမယ်အဲ့ဒါကအဖြစ်ပါတယ်ဤဟူသားကြည့်ရအောင်ဤအပေါ်ကနေအောက်ဆင်းမယ်ဟုတ်တယ်ဒါလေးကဤဖြစ်ပါတယ် Okay, ဟာဆိုရင်ဆန်းစီတို့အားရဲ့အေးရဲ့ပြီးပြီဆိုတော့ဥလေးကိုသွားပါမယ်။ ဥလေးကိုသွားမယ်ပေါ့နော်အရင်ဆုံးဥလေးမှာဒီလိုမျိုးမြင်းလေးကိုအရင်ဆွဲပါမယ်ပြီးရင်ဒီလိုမျိုးနရွက်ပုံစံလေးဆွဲရပါမယ်အဲ့ဒါကတော့ဥဖြစ်ပါတယ်တန်တော့ကဥပါအဲ့ဆိုရင်အရဲ့ဤရဲ့ဥရဲ့ပေါ့နော် အဲ့ဒီဥမာဆိုရင်အင်္ဂလိပ်တန်တွက်ကတော့ယူလေးပါဒါမဲ့ယူလို့တန်မထွက်ပါဘူးဥလို့ထွက်ပါမယ်ဒါကရိုမာကြီးပါဆန်စီတို့ဒီဘက်အပေါ်မှာပေါ့နော်ရိုမာကြီးဆိုတာရှိရဲဒီလိုဆက်လုံးအင်္ဂလိပ်ဆက်လုံးလေးတွေကရိုမာကြီးလို့ခေါ်ရိုမာကြီးအနေနဲ့ပေါ့နော်ဒီဥဆိုရင်အတန်တွက်ယူလေးပါယူလေးကဥဖြစ်ပါတယ်ဥကိုဒီလိုလေးဆွဲပါတယ် နာကဥဖြစ်ပါတယ်ဒါကဆွဲချက်နံပါတ်1ဒါကဆွဲချက်နံပါတ်2ဥဖြစ်ပါတယ်ဥเนาะအဲ့ဆိုရင်ဆန်စီတို့ဥထီရမယ်လို့ထင်ပါတယ်အလေးကိုပြန်ဆွဲကြည့်ရအောင်ပေါ်ကနေအောက်ကိုဆွဲမယ်ပေါ်ကနေအောက်ကိုဆွဲမယ်ဒီထိတ်ကလေးကနေဝိုက်လိုက်မယ်အဖြစ်ပါတယ်အေးပါနောက်တစ်လုံးသွားမယ်ပေါ်လေးကနေအောက်ကိုဆင်းမယ်အာအရင်ခြုံထွက်သွားရင်เนาะရရင်လည်းခြုံမကောင်း ပေါ်လေးကနေပြီးတော့အောက်ကိုဆွဲမယ်ပြီးရင်နောက်တစ်ချောင်းထပ်ဆွဲမယ်ဒါကဤဖြစ်ပါတယ်အိုင်နော်ဤဖြစ်ပါတယ်အဆိုရင်ဒီလိုမြင်းဆောင်လေးတစ်ခုဆွဲပြီးတော့နားပုံစံလေးဆွဲလိုက်မယ်ဒါလေးကဥဖြစ်ပါတယ်အဆိုရင်ဆန်စီတို့အာဤဥလေးပြီးပြီးရမယ်လို့မျှော်လင့်ပါတယ်အဆိုနောက်တစ်လုံးထပ်ပြီးတော့ဆန်စီကသွားလိုက်မယ်နော်အာဤဥပြီးတော့အဲလေးလာမယ်ပေါ့နော်အဲလေးဆွဲနည်းလို့အချက်ကြည့်ရအောင်

ီလိုပေါ့အပေါ်ပြန်တက်ပြီးတော့ဒီလိုလေးသွားမှာအဲပါဒါကဆွဲချက်နံပါတ်1ပါဒါကတခါလေးဆွဲရမယ်ဆွဲချက်နံပါတ်2ပါဒါကအဲဖြစ်ပါတယ်ဆစီတို့မြင်းဆောင်လေးရင်ဆွဲပြီးတော့မှခုနှစ်လေးကိုဆွဲချလိုက်ပြီးရင်ပေါ့လေထီကိုပေါ်ပြန်တက်ပြန်တက်ပြီးတော့ဒီလိုလေးသွားတာပေါ့နော်အဲ့ဒါကအဲလို့ခေါ်တယ်ရူမာဂျီနဲ့ဆိုရင်အီလေးပါအတန်အတွက်ကတော့အဲဖြစ်ပါတယ်အဲပါ တန်တော့ကအဲဖြစ်ပါတယ်။အစီနောက်တစ်ခေါက်ထပ်ဆွဲပြပါမယ်။မြေဆောင်လေးပါမယ်။7လေးကိုအလဲထိပြန်တက်ပြီးတော့ဒီလိုလေးဆွဲရပါမယ်။အဲ့ဒါကအဲဖြစ်ပါတယ်။ဆွဲချက်နှစ်ခုနဲ့ပါရိုမာကြီးအနေနဲ့ဆိုရင် E ဖြစ်ပါတယ် င်းဆောင်လေးဆွဲမယ်ဆယ်မန်လေးဆွဲပြီးတော့အလဲထိပြန်ထွက်ပြီးရင်ကုံလေးဆွဲလိုက်မယ်အဲ့ဒါကအဲဖြစ်ပါတယ်အဲ့ဆိုရင်စန်းစီတို့အာအီဥအဲပြီးပြီပေါ့နော်အဲ့ဆိုရင်စန်းစီပြန်ဆွဲပြမယ်အဲ့ဆိုလို့ရှိရင်အလဲရနေအပေါ်ကိုတတ်မယ်ပြီးရင်ဒီလိုပြန်ချမယ်ပြီးရင်ရှစ်ရှစ်မြောက်တယောက်လေးပေါ့နော်အလိန်လေးပဲအဲ့ဒါကအာပါ ဤသွားပါမယ်။ဤကအပေါ်ကနေအောက်ကိုဆင်းမယ်။အပေါ်ကနေအောက်အတိုးလေးဆင်းလိုက်မယ်။ဒါကဤဖြစ်ပါတယ်။ဥသွားလိုက်မယ်။ဥကမြင်းဆောင်လေးရယ်ဒီလိုလေးရယ်အရာကဥဖြစ်ပါတယ်။အဲသွားမယ်။အဲကမြင်းဆောင်လေးရယ်ဆေဗန်တဝက်ကနေဒီလိုဆင်းသွားမယ်။အရာလေးကအဲဖြစ်ပါတယ်။အာဤဥအဲအာဤ ို့အဲအာအီဥအဲရမယ်လို့ပြောလဲမာတယ်အဲဆိုရင်နောက်ဆုံးတစ်လုံးဖြစ်တဲ့အိုလေးကိုသွားပါမယ် းလေးကိုသွားပါမယ်။အိုးလေးကအတန်ထွက်ကကြတော့ရိုမကြီးအနေနဲ့ဆိုရင်တော့အိုးပါ။စားလေးဆွဲမယ်ဆိုရင်စားပြီးတော့ဆွဲကြည့်ရအောင်။โอเคအဆလို့ရှိရင်ဒီအိုလေးကကြတော့အလိုမျိုးဆောင်းဆောင်းလေးရောမဟုတ်ဘောเนาะဒီလိုမျိုးတက်တက်လေးပဲသွားမယ်ပြီးရင်ဒါကဆွဲချက်နံပါတ် တစ်ပါဇဲဇဲနံပါတ်2အနေနဲ့တခါလေး10ပုံစံလေးဆွဲမယ်ဒါကဇဲဇဲနံပါတ်2ပါဇဲဇဲနံပါတ်3အနေနဲ့ကမြင်းဆောင်အသေးလေးထည့်မယ်ဒါကဇဲဇဲနံပါတ်3ပါအဲဆိုရင်ဒါလေးကတော့အိုးဖြစ်ပါတယ်အိုးဖြစ်ပါတယ်အိုပါအိုမဟုတ်ဘူးနော်အိုပါအဲဆိုရင်အိုလေးကိုနောက်တစ်ချိန်ထပ်ပြီးတော့ဆန်စီလေးကျင့်ပေးမယ်အောက်ကိုသွားရအောင် ရှင်းတော့အောင်လို့မြန်အောင်လေးဆွဲမယ်တနှစ်သုံး O ဖြစ်ပါတယ်အဲရိုမာကြီးနဲ့အနေနဲ့ဆိုလို့ရှင်လဲသူက O ပါပဲမြန်အောင်လေးဆွဲမယ်တနှစ်သုံး O ပါ O လို့ခေါ်ပါတယ် O လို့ခေါ်ပါတယ် O ဖြစ်ပါတယ်မြန်အောင်လေးဆွဲမယ် ဒီစားဝါမှာဆိုလို့ဒီခြားလေးဆွဲပြထားရနော်မြင်းဆောင်လေးဆွဲမယ်ပြီးရင်ရှစ်လေးဆွဲမယ်မြင်းဆောင်လေးဆွဲမယ်အိုဖြစ်ပါတယ်အဲ့ဆိုဆက်စီတို့အိုရမယ်လို့မျှော်လင့်ပါတယ်။အဲ့ဆိုရင်အားကနေပြီးတော့ဆက်စီပြန်ဆွဲပြမယ်နော်။အောက်ကနေပေါ်တက်မယ်ဒီလိုလေးကွေးမယ်။လိမ့်လိုက်မယ်။အားဖြစ်ပါတယ်။ဤကိုသွားမယ်။ဝါးကနေအောက်ဆင်းမယ်။ဒီလိုလေးကွေးမယ်။ဤဖြစ်ပါတယ်။ဥသွားမယ်။ ညင်းဆောင်လေးပါမယ်။လရွက်ပုံစံလေးဆွဲမယ်။ဥဖြစ်ပါတယ်။ညင်းဆောင်လေးဆွဲမယ်။ဆယ်ဗန်လေးကိုတဝက်ကိုပြန်တက်ပြီးလိုလေးဆွဲမယ်။အဲဖြစ်ပါတယ်။ညင်းဆောင်လေးဆွဲမယ်။ရှစ်ဆွဲပြီးရောအဆောင်လေးဆွဲလိုက်မယ်။အိုဖြစ်ပါတယ်။အာအီအိုအဲအိုဖြစ်ပါတယ်။အဲ့ဆိုရင်ဆန်းစီတို့အာအီအူအဲအိုတော့ဆွဲတက်မယ်လို့ထင်ပါတယ်။ ။နောက်တစ်ခုမင်းသားဆန်တို့အိမ်စာလောက်ကမှာကဒီလိုစလုံးတစ်လုံးချင်းစီမှာ ကိုလေအဲတစ်လုံးကိုတစ်မျက်နှာစီရေးပေးပါเนาะတစ်လုံးဆိုတစ်မျက်နှာစီရေးရေးပြီးလို့ရှိရင်ဒီလိုမျိုးဆက်စစ်ရေးတယ်လို့မျိုးတဒန်းနေပေါ့เนาะအာအီအာ E O A O ဆိုပြီးတော့တမျက်နာကိုတန်းလိုက်တမျက်နာရေးပေးပါအဲဆိုရင်ဆန်းစီတို့တမျက်နာနှစ်မျက်နာ3 4 5 6 6မျက်နာပေါ့နော်အဲတစ်လုံးကိုတမျက်နာ5လုံးဆိုတော့9မျက်နာ ပြီးတော့တစ်တန်းလုံးကိုတမျက်နာဆိုတော့အိမ်စာကို6မျက်နာထပ်ပေးပါနော်မိနာဆန်တို့နာဇာလို့ဒီစလုံးလေးတွေမှတ်နိုင်မှသာနောက်တလာမဲလာမဲစလုံးလေးကိုလည်းထပ်ပြီးတော့သင်ရလွယ်မှာပေါ့နော်နောက်တစ်ခုစေမှတ်စေချင်တာက ဒီအနဲ့ဤနဲ့နဲ့ပေါင်းလိုက်လို့ရှင်အထိပ္ပယ်လေးအများကြီးရှိရဲ့အဲ့ဒီကမှမင်းဆက်တို့မှတ်ရလွယ်မင်းဟောက်ဆက်စီတင်မိမှာပေါ့เนาะအရင်ဆုံးအာအီရဲ့အတိတ်ဘယ်ကချစ်ချင်းဖြစ်သွားမယ်နော်အာအီရိုမာကြီးအနေနဲ့ဆိုရင် A I AI เนาะ AI လို့တန်ထွက်တယ်เนาะသစရာဒီရိုမကြီးအနေနဲ့အဲမြင်တောင်လို့ AI လို့ပြောလိုက်တာတကယ်တော့ AI လို့ပဲအတန်ထွက်ပါမယ်ဒါကို AI လို့ပဲအတန်ထွက်ပါမယ်เนาะသစီမမဆိုလို့တခြားပြောရင်เนาะပြီးရင်ဒီ AI ဆိုတဲ့အဓိပ္ပာယ်ကဂျမန်စာမှာဆိုရင်အချစ်ချစ်ချင်းလို့အဓိပ္ပာယ်ရပါတယ်အချစ်ချစ်ချင်းပေါ့เนาะချစ်ချင်းမှာအချစ်ပါအားရဲ့အဓိပ္ပာယ်ကတော့အချစ်ဖြစ်ပါတယ် ောက်တစ်ခုဥဥရဲ့အဲလေးရဲ့အတန်အတွက်ကကြတော့ဥအဲဥအဲဆိုတာကဥအဲရဲ့အဓိပ္ပာယ်ကအိမ်ဖြစ်ပါတယ်ဂျပန်စာမှာဆိုလို့ရှိရင်ပေါ့နော်အဲဥအဲဆိုတဲ့အဓိပ္ပာယ်ကအိမ်လို့အဓိပ္ပာယ်ရပါတယ်အာဤဆိုတဲ့အရာကတော့ချစ်ချင်းမြတ်တာအချစ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် ဒါကိုရိုမာကြီးအနေနဲ့ဆိုလို့ရှိရင်ဥရဲ့အေးရေပေါ့နော်ဥအေးပေါ့နော်အဲ့ဆိုနောက်ထပ်သွားရအောင်နောက်ဆုံးကြံခဲ့ရဟာလေးကဥပေါ့နော်ဥလေးရကြတော့ Ohio ဒီမဲ့တင်ပါတယ် Ohio ိုဟိုင်ယိုကိုမသိရတဲ့သူတော့မရှိလောက်ဘူးဒါပေမဲ့ဂျမန်စာအခုမှစတင်တဲ့သူကတော့အိုဟိုင်ယိုကိုကြားတော့ကြားဖို့လိမ့်မယ်ဒါပေမဲ့မရေးဘူးဘူးဆိုတဲ့သူတွေပေါ့နော်ဟိုဟာယောအိုဟိုင်ယိုကလိုပြောမလဲ morning မှာဆိုအတိပင်ပေါ့နော်နှုတ်ဆက်စကားပါ Ohio တွေ့ရဝမ်းသာပါတယ်ဆိုပြီးတော့ ဲမင်းသားဆက်တို့ဒီမော်နီမာလို့နှုတ်ဆက်မဲ့စာဂျမန်မှာတော့အိုဟိုင်ယိုလို့နှုတ်ဆက်ကြရဲ့ပေါ့နော်အိုဟိုင်ယိုအဲ့ဒါကနှုတ်ဆက်တဲ့စကားပါအိုဟိုင်ယိုမှာပထမဆုံးစက်လုံးလေး O ပေါ့နော်အဲ့ဒီ O လေးကိုမှတ်ထားလို့ရပါတယ်နောက်တစ်ခုဂျပန်စာမှာအဲဆိုရတဲ့တလုံးနဲ့အဓိပ္ပာယ်ကလည်း ပကြီးဆိုတဲ့အဓိပ္ပာယ်ရရယ်เนาะပကြီးတို့ဒီငါးလုံးတင်လိုက်တာ ਨੇ လေဒီဂျပန်စာရဲ့အဓိပ္ပာယ်တချို့ကိုရသွားရယ်ပေါ့เนาะအဲဆိုရင်ပကြီးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ငယ်အစိုးရဆက်စီတို့ဒီနေ့ကတော့ဒီလောက်ပါပဲမင်းနှဆက်တို့လည်းစာရီတော်တော်များများရသွားမယ်လို့ထင်ပါတယ် အဲဆိုရင်လည်းပကြီးအိုင်ဆိုရင်အချစ်ဥဲဆိုရင်အိအိုလေးဆိုလို့ရှိရင်လည်း Ohio ဆိုပြီးတော့နှုတ်ဆက်တဲ့စကားရဲ့အရှိဆုံးမှာတုံးနေပေါ့နော်အဆိုရင်ဆန်းစီတို့ဒီ R E U A O ရဲ့အဓိပ္ပာယ်လေးတွေတော့ရမယ်လို့ထင်ပါတယ်နောက်နေ့မှာဆန်းစီကနောက်ထပ်အိဒါကနာ ငါးလုံးကိုတင်ပေးသွားမှာဖြစ်ပါတယ်။ကဲဆန်စီတို့ဒီနေ့ကတော့ဒီလောက်ပါပဲ။စာလေးတွေကြည်ပြီးတော့အိစာလေးတွေလုတ်ပေးထားမယ်လို့လည်းဆန်စီကပြောလင်းပါတယ်။ဆန်စီအိစာလေးတွေလည်းစစ်ပေးပါမယ်နော်။အစရင်နောက်နေ့မှဆက်ဆက်ပြီးတော့ဒီစာလေးတွေအတူတူလုပ်ရအောင်ပေါ့နော်။နောက်နေ့ကျမှထပ်တွေ့ကြပါမယ်။မိနာဆန်တို့ဒီနေ့ကတော့ဒီလောက်ပါပဲနော်။